မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကို တင်ပို့တဲ့ငရုတ်သီးတွေမှာပိုးသက်စေပေါင်းသက်စေမှုအစိတ်ဓာတ်ကျွင်းများတွေ့ရှိရတာကြောင့်နောက်ပိုင်းကာလမှာတင်ပို့မဲ့ငရုတ်သီးတွေကိုအရေးအသွေးဓာတ်ခွဲစစ်ဆေးပြီးမှသာတင်ပို့ခွင့်ပြုရမယ်လို့စစ်ကောင်စီရဲ့စိုက်ပျိုးရေးဝင်းမြူရေးနဲ့ဆင်မြောင်းဝင်ကြီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ငရုတ်သီးအချောင်းနဲ့ငရုတ်သီးအစိုးရမှာ လိုဖီရိုဖော့စ်နဲ့ထရိုင်ယာဆိုဖော့စ်ပိုတက်စီဂလိုင်ဖိုဆိတ်ပေါင်းသက်စီနဲ့အဖလာတောက်ဆင်မှုအစိတ်ဓာတ်ကျွင်းတွေတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်အဆိုပါငရုတ်သီးအချောင်းနဲ့ငရုတ်သီးအဆိုတွေကိုမြဝတီနယ်ဆက်ပိုးမွားထိန်းချုပ်ရေးစခန်းမှကုမ္ပဏီဆက်တက်ခုနဲ့မော်တော်နယ်ဆက်ပိုးမွားထိန်းချုပ်ရေးစခန်းမှကုမ္ပဏီတခုတို့ကတင်ပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ငရုတ်သီးတင်ပို့မဲ့ကုမ္ပဏီတွေကိုငရုတ်သီးနမူနာတွေကိုတခွဲစစ်ဆေးပြီးမှ ပြည်ပဝယ်လက်နိုင်ငံတွေထံတင်ပို့ခွင့်ပြုတော်မှာဖြစ်ပါတယ်။စိုက်ပျိုးချိန်အတွင်းဓာမြေဩဇာနဲ့ပို့သက်စေးအလွန်ကျွံတုံးဆွဲတာဟာစိုက်ပျိုးရေးထုတ်ကုန်တွေမှာဓာတုဓာတ်ကျွင်းအကြံတွေကြံရှိစေနိုင်ပြီးပြည်ပကို တင်ပို့ရမှာသက်ဆိုင်ရာနိုင်ငံကစစ်ဆေးတွေ့ရှိရင်ဝယ်ယူမှုရပ်ဆိုင်တာတွေဖြစ်နိုင်ပါတယ်။ငရုတ်သီးတွေမှာ မိုးစိပိုးသက်စိနဲ့ပေါင်းသက်စိဓာတ်ကျင်းအကြံတွေတွေ့ရှိရတာနဲ့ပတ်သက်ပြီးငရုတ်ဆိုင်တောင်သူတွေကိုစိုက်ပျိုးရေးနည်းပညာစိုက်ပျိုးရေးဆေးအသုံးပြုမှုအခြေအနေတွေကို အသိပညာပေးဖို့လိုအပ်တယ်လို့သိရပါဗါးပိုးသက်စေးတမျိုးတည်းကိုသာထက်ခါထက်ခါသုံးဆွဲခြင်းလိုအပ်တဲ့ပမာဏထက်ပိုပြီးအသုံးပြုခြင်းဆေးအသုံးပြုမှုပုံစံမမှန်ကန်ခြင်းစားတဲ့အကြောင်းအရာတွေကြောင့်ပိုးသက်စေးဓာတ်ကျွင်းကျန်နိုင်တယ်လို့သိရပါဗျ။ငရုတ်သီးတွေကို ပြည်ပဇေကွက်တွေဖြစ်တဲ့ထိုင်းနိုင်ငံကိုအဓိကထားတင်ပို့နေရပြီးတရုတ်၊လာအိုမလေးရှားစတဲ့နိုင်ငံတွေကလည်းဝယ်လူအားရှိနေပါတယ်။လက်ရှိမှာထိုင်းမြန်မာချစ်ချည်ရေးတရားအမှတ်နဲ့ပိတ်ထားတဲ့အတွက်မြဝတီနယ်စပ်ကနေထိုင်းကိုငရုတ်သီးအချောင်းနဲ့ငရုတ်သီးအစိုးတင်ပို့မှုရပ်နေသလိုမောတောင်ကုံသွယ်ရေးစခန်းမှာလည်းနယ်မြေအခြေအနေမတည်ငြိမ်တဲ့အတွက်ကုံသွယ်မှုရပ်နေတယ်လို့သိရပါဗျ။မကြသေးခင်ကလည်းမြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ပဲဒီစိမ်းနဲ့ငပြောသီးနှံတွေမှာပိုးသက်ဆေးဓာတ်ကျွင်းတွေ့ရှိတာကြောင့်တရုတ်ဘက်ကတင်ပို့ခွင့်ယာယီရပ်ဆိုင်းခံခဲ့ရပါတယ်။